ဒီကနေ့ဟာသင်အမှုပြုဆောင်အချိန်မှာနှစ်စဉ်ကျင်ပတဲ့အငိမ့်စားတွေစုဝေးတဲ့လက်ဆောင်စားပွဲတစ်ခုမှာလူတချို့ဟာအငိမ့်စားယူပြီးတဲ့ဘဝအကြောင်းတွေကို ပြောနေခဲ့ကြတယ်။အပြောများတာကညှိထိန်နေတဲ့အကြောင်းဖဲရိုက်တဲ့အကြောင်းတချို့ကလည်းအကကားတဲ့အကြောင်းတခါတလေခရီးထွက်ဖြစ်တဲ့အကြောင်းတွေဖြစ်တယ်။ သက်80နာနေတဲ့အဖိုးအိုတူကသူဟာတိတ်မကြသေးခင်က အင်္ဂလိပ်စာသင်တန်းတက်ဖြစ်တဲ့အကြောင်းအင်္ဂလိပ် meaning အလုံး100လောက်တတ်နေပြီဖြစ်တဲ့အကြောင်းကိုပြောပြပါတယ်။ဒီအသက်ရွယ်ကြမှာအင်္ဂလိပ်စာသင်နေဆိုတော့လူတိုင်းကသူ့ကိုအံ့ဩနေကြတယ်။ဒီရွယ်ရောက်မှဒီလောက်ခက်တဲ့အင်္ဂလိပ်စာကိုဘာလို့သင်ရတာလဲ။ သားသမီးတွေကနိုင်ငံရဲ့ချားမှမို့နိုင်ငံချားသွားမလို့လားလို့မေးကြတယ်။အဖိုးကခေါင်းခါပြီးဘသူမှနိုင်ငံချားမှမနေပါဘူး။နိုင်ငံချားထွက်ဖို့လဲစိတ်ကူးမထားပါဘူး။အရွယ်တင်နှုံးလေးကိုတင်စရာရှိတာကိုတင်ထားခြင်းလို့ပါလို့ဆိုရယ်။အသက်ပဲ80နာနီနေပြီအရွယ်တင်နှုံးဆိုတော့ဆိုပြီးလူတွေကသူ့ကိုလောင်ရဲခဲ့ကြတယ်။ အဖိုးအိုကသူတို့အားလုံးကိုပြုံပြုံလေးပြန်ကြည့်ပြီးကြင်ရှိနေတဲ့နေ့တွေနဲ့နိုင်ရှင်ရင်တော့ဒီကနေ့ကငါရဲ့တသက်တာမှာအရွယ်တင်ဆုံးနေမဟုတ်ဘူးလားလို့ပြောလိုက်တယ်လူတွေအားလုံးအရေရက်ပြီးခဏကြာတိတ်ဆိတ်သွားခဲ့တယ်ဟုတ်ပါတယ်ကြင်ရှိတဲ့လက်ကျန်ရက်တွေနဲ့နိုင်ရင်ဒီကနေ့ဟာကျွန်တော်တို့ရဲ့အရွယ်တင်ဆုံးအချိန်ပဲမဟုတ်ပါလား ငါအရွယ်ကျနေပြီစိတ်တက်လဲမကြံ့ခိုင်တော့ဘူးဘာလို့လို့စိတ်မပါတော့ဘူးတက်ကြွစိတ်ဆွဲလုံးလာလဲမရှိတော့ဘူးလို့အသက်40 50အရွယ်ရှိတဲ့လူတွေပြောတာကိုကျွန်တော်တို့ပုံဝင်ခြင်းမှာမကြခနာကြားနေရပါတယ်မှန်ပါတယ်အသက်20အရွယ်ရှိတဲ့လူနဲ့နှိုင်းရင်အသက်40 50အရွယ်ရှိတဲ့သူကမငယ်တော့ပါဘူး။ဒါပေမဲ့နောက်30နဲ့နှိုင်းရင်ဒီကနေ့ဟာ သင့်ရဲ့အရွယ်တင်ဆုံးအချိန်မဟုတ်ပါလားအသက်80 80အရွယ်လူနဲ့နိုင်ရင်သင်ဟာသူတို့ချက်ဘုံနုပြူဆဲပဲမဟုတ်ပါလားနုပြူခြင်းဆိုတာဘာလဲအဘိဓမ္မာစာအုပ်ထဲမှာ ရှင်းလင်းဖော်ပြထားတာကအသက်အရွယ်မကြီးတဲ့သူ များသောအားဖြင့်အသက်78အရွယ်မှအသက်30ဆွန်းဆွန်းအရွယ်ထိဖြစ်တဲ့ အသက်ငယ်ရွယ်သူတွေကိုစုံလို့ရာဖြစ်တယ်။အသက်35နှစ်နောက်ပိုင်းဆိုရင်တော့လူလတ်ပိုင်းအရွယ်ဖြစ်တယ်။မနှုတ်ပြတော့တဲ့သဘောဖြစ်တယ်။ဒါပေမဲ့နှုတ်ပြခြင်းကအမြဲတမ်းနိုင်ရှင်မှုတစ်ခုဖြစ်တယ်။သင်အသက်40ဆိုရင်သင်ဟာအသက်50ထက်နှုတ်ပြပါတယ်။အသက်60ဆိုရင်သင်ဟာအသက်80ထက်နှုတ်ပြပါတယ်။တကယ်လို့သင်ကိုယ်သင်နိုင်ရှင်ရင် တင့်ရဲ့ဒီကနေ့ဆိုရဲနေ့ရက်တိုင်းဟာတင့်ရဲ့လက်ကျန်နေ့ရက်တွေထက်နှုတ်ပြတဲ့အချိန်ပဲဖြစ်ပါတယ်။နှုတ်ပြတဲ့ဆိုရာစိတ်နေစိတ်ထားတစ်ခုဖြစ်တယ်။လူတချို့ကသက်သိမ့်မကြည့်ပေမဲ့စိတ်ကအုံမင်းနေပြီဖြစ်တယ်။ဘာလို့လို့တက်ကြွဖြလန်းမှုမရှိတော့ဘူး။အမင်းငိုက်တွင်ငေးမော်ရင်တချို့ကအသက်အရွယ်ကြီးပေမဲ့စိတ်ကနှုတ်ပြစေဖြစ်တယ်။ ကောင်းမွန်တဲ့စိတ်နေစိတ်ထားကို သူတို့ထိန်သိမ်းထားတယ်။အမြဲတကြွားတယ်။အသက်30ရွယ်လူတယောက်ဟာ အသက်60ရွယ်လူတယောက်ချက်နှုတ်ပြပါတယ်လို့သင်တတ်အပ်ပြောနိုင်ပါသလား။ကျွန်တော်ကတော့မထင်ဘူး။နှုတ်ပြတယ်ဆိုရာသူ့ရဲ့အသက်ကင်းကနံပဲဖြစ်တယ်။စိတ်နေစိတ်ထားနှုတ်ပြခြင်းမှာနှုတ်ပြပါလိမ့်မယ်။ လူတိုင်းကအသက်ငယ်တုန်းမှာတင်ယူစရာရှိတာကိုစူးစမ်းတင်ယူခြင်းကြတယ်။ကိုယ့်ရဲ့အချိန်ကို ခိုင်အောင်လုပ်လို့ကြတယ်။ဂျာဟာတကယ်ကောင်းမွန်တဲ့ဆန္ဒဖြစ်တယ်။ဂျာပေမဲ့စူးစမ်းရင်နှစ်အနေငယ်ကြာလာတဲ့အခါဘာအကျိုးရလမှလည်းမဖြစ်ထွန်းတဲ့အခါအောင်မြင်မှုမရတဲ့အခါလက်လျှော့လိုက်ကြတယ်။ကိုယ့်ရဲ့အရွယ်ကောင်းချိန်ကောင်းတွေအလဟတာဖြစ်သွားတယ်။ စိတ်ကူးအိမ်မက်တွေပြုတ်ပြတ်သွားပြီဆိုပြီးဘဝကိုရေးလိုက်ငားလိုက်နေလိုက်ကြတယ်။တာမန်အားဖြင့်အသက်60မှလူအိုးလို့သတ်မှတ်ကြတယ်။ဒါပေမဲ့တချို့လူတွေကအသက်40 50အရွယ်တချို့ကတိချက်ပုံငယ်တဲ့အရွယ်နဲ့အုံမင်းရဲ့ဘဝတွေကို ခြေလန်းစနေခဲ့ကြပြီဖြစ်တယ်။လူတယောက်ရဲ့အုံမင်းခြင်းကအသက်အရွယ်ကနေစတာမဟုတ်ပါဘူး။ တက်ကြွဖြက်လက်တဲ့စိတ်သင်ကုန်ခန်းသွားတဲ့နေ့တနေ့ကနေစတာဖြစ်ပါတယ်အသက်ကြီးပြီဆိုရာနဲ့မနှုတ်ပြူနိုင်တော့တာမဟုတ်ပါဘူးအခုချိန်ဟာသင်ဟာ အသက်40-50ပဲဖြစ်ဖြစ်အသက်60-80ပဲဖြစ်နေပါစေအောင်နော်လက်ချံကျန်ရှိနေသေးတဲ့နေရတွင်နဲ့ဆိုင်ရင်ဒီကနေ့ဟာတင့်ရဲ့အမှုပြုဆုံးအရွယ်တင်ဆုံးအချိန်ဖြစ်ပါတယ် တကယ်လို့ကိုအရွယ်တနော်တင်းယူစရာတွေကိုချက်တင်းယူခြင်းသေးတယ်တကြွစိတ်ရှိသေးတယ်ဘဝကိုအတိတ်ပဲရှိရှိဖြတ်တန်းခြင်းသေးတယ်ဆိုရင်ဘယ်ချိန်ဘယ်ရမှာပဲစတင်တင်းအချိန်မနှောင့်သေးပါဘူးတင်းအရွယ်တနေပါသေးတယ်အဲ့ဒီအသက်80အရွယ်အငိမ့်စားယူထားတဲ့အဖိုးအိုးကိုကျွန်တော်လေးစားအားကြမိပါတယ် သူဟာနှုတ်ပြတဲ့စိတ်တခုကို ထိမ့်သိမ့်ထားနိုင်ပါသေးတယ်။တသက်လုံးအလုံးများပြီးပင်ပင်ပန်းပန်းလှူရှားနေရမယ်လို့ကျွန်တော်မဆိုလိုပါဘူး။တူတောင်းတဲ့ဘဝတသက်တာလုံးလှူရှားယုံကန်ခဲ့ပြီးမှတော့ဒင်းချန်ရှိနေတဲ့လက်ချံဘဝမှာကိုလှုပ်ချင်တာတင်းယူချင်တာတွေနဲ့ဘဝကို စိတ်လက်ချမ်းသာဖြတ်တန်းလို့ရပါတယ်။နှုတ်ပြတဲ့စိတ်ကိုဆက်လက်ထိမ့်သိမ့်ထားပြီး မနက်ဖြန်ချက်ဒီကနေ့မှာတင်းပိုအရွယ်တင်တယ်လို့တွေးထားရင်နှုတ်ပြိုခြင်းထဲမှာတင်းအမြဲရှင်သန်နေမှာဖြစ်ပါတယ်လူတိုင်းအတွက်ဒီကနေ့ဟာအနှုတ်ပြိုဆုံးအချိန်မှာမနက်ဖြန်မှာတင်းဟာဒီကနေ့ကထက်အနှဲငယ်ဥမင်းသွားပြီဖြစ်ပါတယ်လှုပ်ခြင်းပင်မဲ့မလှုပ်ခဲရတဲ့အလုပ်တင်းစမ်းသရှိတဲ့အလုပ်ကို အခုလက်ရှိအရွယ်တင်နှုပြနေစေအချိန်မှသင် လုံနိုင်ပါတယ်ဒီကနေ့ပဲစလိုက်ရအောင်ဟုတ်ကဲ့ချမခုဖပြပေးသွားတာကတော့ဆီယမနိုင်နိုင်စနေရင်နေချာပန်းလီတပွင့်လို့ပြုံးမှာဆိုရဲစာအုပ်ထဲကဒီကနေ့ဟာ သင်အနှုပြဆုံးအချိန်မှာဆိုရဲကောင်းစင်လေးကိုဖပြပေးသွားတာပဲဖြစ်ပါရဲ့ရှင်အလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။